ဘွားမလေးဆုံးဖြတ်ချက်ချာရခက်တဲ့အခြေအနေတွေလမ်းတစ်ခုထဲကတစ်ခုကိုရွေးရတာမျိုးတွေကြုံဖူးကြမှာပါဒီလိုအခြေအနေမှာဘလို့ဆုံးဖြတ်ချက်ချာရအကောင်းဆုံးဖြစ်မလဲဒီနေ့မှာတော့အဲ့ဒီလိုဆုံးဖြတ်ချက်တွေချတဲ့အခါလမ်းညွန်ပေးနိုင်တဲ့အတွေးခေါ်တစ်ခုဖြစ်တဲ့အသုံးဝတ်မှုဝါရ utilitarianism အကြောင်းကို အတူတူလေ့လာကြည့်ကြရအောင် ဟုတ်ပြီတကယ်လို့ခက်ခဲတဲ့အခြေအနေတစ်ခုနဲ့ဂျုံလာရပြီဆိုရင်ဘယ်လိုရက်ကအမှန်ကန်ဆုံးဖြစ်မလဲဆိုတာကိုဘယ်လိုရွေးချယ်ကြမလဲဒါကတော်တော်များများမေးဖူးကြမမေးခွန်းတစ်ခုပေါ့အတွုံးဝေမှုဝါဒပါအဲ့ဒီမေးခွန်းအတွက်အဖြေတစ်ခုပေးထားပါမယ်ကဲဒါဆိုရင်အတွုံးဝေမှုဝါဒဆိုတာတကယ်တော့ပါလဲသူ့ရဲ့အခြေခံအကြောင်းဆုံးအတိပဲဖွင့်ဆိုချက်ကနေပဲစလိုက်ကြတာပေါ့နော်အတုံးဝန်မူဝါဒရဲ့အဓိကအိုင်ဒီယာကတော်တော်ရှင်းပါတယ်။ဘာလဲဆိုတော့ လောက်ဆရာတဲ့အများကြီးတဲ့ကတခုကိုရွေးရတော့မယ်ဆိုရင်အဲ့ဒီလောက်ရက်နဲ့ပတ်သက်နေတဲ့လူတိုင်းအတွက်အကောင်းဆုံးအကျိုးဆက်ကိုဖြစ်စေမဲ့တခုကိုပဲရွေးရမယ်ဒါပါပဲဒီနေရာမှာအရေးကြီးဆုံးအချက်ကဘာလဲဆိုတော့လောက်ရက်တခုရဲ့ရာလက်ကိုပဲကြည့်တာပါဆိုလိုတာကလောက်တုံးကစေရနာဘလောက်ကောင်းကောင်းလောက်ရက်ကိုယ်တိုင်ကဘလောက်ပုံစံမဖြစ်နေဖြစ်နေအဆုံးမှာထွက်လာတဲ့အကျိုးဆက်ကသာအရာအလုံးကိုဆုံးဖြတ်ထားတာပါ ။ဒါဆိုရင်အကျိုးဆက်ကိုပဲအဓိကထားရတယ်ဆိုရယ်ဒီအတွေးခေါ်ရဲ့နောက်ဆုံးပန်းတန်ကပါချင်မလဲ။ဟုတ်ကဲ့။အဲ့ဒါကတော့အများဆုံးပျော်ရွှင်မှုကိုဖန်တီးပေးဖို့ပါပဲ။ပို့ပြီးရှင်းသွားအောင်ပြောရရင်လေဒီပန်းတိုင်မှာအပိုင်အပိုင်ရှိတယ်။ပထမတစ်ခုကပျော်ရွှင်မှုပရမန္နာကိုတတ်နိုင်တဲ့လောက်အများဆုံးဖျောက်လုပ်မယ်။ဒုတိယတစ်ခုကတော့မပျော်ရွှင်မှုလို့နှာကျင်စရာတွေကိုဖြစ်နိုင်တဲ့လောက်အ ਨੇ ဆုံးဖျောက်ချော့ချမယ်။တနည်းအားဖြင့်ကောင်းကျိုးကို maximize လုပ်ပြီးဆိုးကျိုးကို minimize လုပ်တာပေါ့။ဒီစကားလေးက အတုံးဝင်မှုဝါဒရဲ့အနှစ်ချုပ်ပါပဲပါဝင်ပတ်သက်သူအားလုံးအတွက်အကောင်းဆုံးသောအကျိုးဆက်များကိုဖြစ်ပေါ်စေမယ့်အလုပ်ရပ်ကိုရွေးချယ်ပါတဲ့အဓိကကကိုတယောက်တည်းအတွက်မဟုတ်ပဲအများကျိုးကို ရှည်တန်းတည်ဖို့ပါပဲဒါပေမဲ့လေအတုံးဝင်မှုဝါဒကပုံစံတိုက်တွဲတစ်မျိုးတည်းတော့မဟုတ်ဘူးဗျအများချို့ကိုဖော်ဆောင်ဖို့ချင်းကပ်ပုံမတူတဲ့အဓိကအမျိုးအစားနှမျိုးရှိနေပြန်ရောအဲ့ဒါတွေဘလို့ကွာချားလဲဆိုတာတစ်ချက်ကြည့်လိုက်အောင် အတုံးဝင်မှုဝါဒမှာအထူးအားဖြင့်အမျိုးအစားနှစ်ခုခွဲလို့ရပါတယ်ပထမတစ်ခုက classical utilitarianism ကန်ဒဝင်အတုံးဝင်မှုဝါဒပေါ့ဒါကဘာလို့လဲဆိုတော့လုံရက်တစ်ခုချင်းစီရဲ့အကျိုးဆက်ကိုပဲရှိတယ်ဥမာအခြေအနေတစ်ခုမှာလိန်လက်တာကလူအများအတွက်ပိုကောင်းတဲ့အကျိုးဆက်ဖြစ်စေမယ်ဆိုရင်အဲ့ဒီတစ်ခါတော့အဲ့ဒီလုံရက်ကအမှန်တကယ်လို့ယူဆလိုက်တာမျိုးပေါ့နောက်တစ်မျိုးကတော့ rules utilitarianism စီမံအတုံးဝင်မှုဝါဒပါဒါကကျတော့တစ်ခုချင်းစီကိုမကြည့်တော့ဘူးမလင်ညာဆိုရဲစီမင်းကြီးတစ်ခုကိုလူတိုင်းသာလိုက်နာကြမယ်ဆိုရင် ရေရှည်မှာလူအဖွဲ့အစည်းအတွက်ပိုကောင်းမလားဆိုတော့ကိုခြုံပြီးစဉ်းစားတာဆိုတော့တခုက case by case အခြေအနေပေါ်မူတည်ပြီးနောက်တစ်ခုကအများလိုက်နိုင်ရမယ့်စီးမြင့်ကိုအခြေခံပြီးအများအကျိုးကိုရှာတာအဲ့လိုခွာသွားတာပါဒီနေရာမှာစိတ်ဝင်စားစရာကောင်းတာကတို့ရဲ့ချင်းကပ်ပွန်တွေကမတူပေမဲ့ဒီဝါရနှစ်ခုလုံးရဲ့နောက်ဆုံးပတ်နိုင်ကတော့တခုတည်းပါပဲအဲ့ဒါကတော့လူအများစုအတွက်အကောင်းဆုံးနဲ့အပျော်ရွှင်ဆုံးအခြေအနေပေါ်ဖန်တီးပေးဖို့ပါပဲ ကဲအခုဆိုရင်တော့အတုံးလင်မှုပါတော့ရဲ့အခြေခံ idea တွေကိုတော်တော်လေးစုံစုံလင်လင်သိတော့လောက်ပြီးထင်ပါတယ်ဆိုတော့နေကုန်ချုပ်အမိနဲ့အားလုံးကိုစဉ်းစားစရာမေးခွန်းလေးတစ်ခုလောက်နဲ့အဆုံးသတ်လိုက်ချင်ပါတယ်စဉ်းစားကြည့်အောင်လောရက်တစ်ခုကလူအများစုအတွက်အကြီးမားဆုံးပျော်ရွှင်မှုကိုဖန်တီးပေးရဆိုရင်တော့အဲ့ဒီလောရက်ဟာအမြဲတမ်းလှုပ်တင်လှုပ်ထိုက်တဲ့မှန်ကန်တဲ့အရာတစ်ခုရောတကယ်ဟုတ်ပါမလားဒီမေးခွန်းကအထုံးဝင်မှုဝါဒရဲ့အကြီးမားဆုံးစိန်ခေါ်မှုတစ်ခုကိုမိမောင်းထိုးပြနေတာဖြစ်ပြီးတော့ ဆက်ပြီးတွေးတောဖို့အတွက်ခြံထားခဲ့ခြင်းပါတယ်